အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေဖို့အမေရိကန်သမ္မတထရန့်ကတတိပေးလိုက်ပြီဖြစ်ပါတယ်။အီရန်မှာနျူကလ িয়ার လက်နက်ရှိမရှိတေချာစေဖို့အားလုံးကိုစဉ်းစားထားပါတယ်လို့သူကပြောပါတယ်။ထရန့်ရဲ့တတိပေးချက်အပြီးမှာအီရန်ကညှိနှိုင်းဆွေးနွေးဖို့အဆင့်တစ်ဖြစ်နေပြီးတော့ဒီအချက်ကရုရှားကိုမကြည်မနက်ဖြစ်စေပါတယ်။အကြောင်းကအီရန်ဟာရုရှားကို drone နဲ့ဒုံးကျည်တွေအများအပြားပေးနေပြီးယူကရိန်းကိုအတိတ်ပဲမရှိတဲ့ကျူးကျော်စစ်ဆင်နေဖို့အထောက်အပံ့ဖြစ်စေနေလို့ပါပဲ။ ယ်။အခုတော့ Trump ကဒီလနဲ့ဒီစီးစင်းမှုကိုရတက်စေချင်နေပါတယ်။ပူတင်က Trump ရဲ့စစ်ပြေညီအစိုးကိုညှင်းပယ်လိုက်တာမကောင်းတဲ့အဆုံးဖြတ်ချက်ဖြစ်နေပါတယ်။ဒီအရာအားလုံးက V2 ဘုံကျဲလေရင်တွေနဲ့စတင်ခဲ့တာပါမကြာသေးခင်ကပဲ Trump က American ရဲ့ V2 ဘုံကျဲလေရင်9စီးကိုရွှေ့ပြောင်းဖို့အဆုံးဖြတ်လိုက်ပါတယ်ဒီလေရင်တွေက Iran ရဲ့မြေအောက်နျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးနိုင်စွမ်းရှိပြီးအခုအခါမှာတော့ Iran ရဲ့ဇက်နားမှာ တက်ဆွဲထားပါတယ်။အိန္ဒိယသမုဒ္ဒရာမှာ American B2 လေယာဉ်တွေရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလေယာဉ်တွေက Daigo Chrysler မှာထားပြီးတော့ဒီချွန်းဟာအိန္ဒိယသမုဒ္ဒရာတွေကပြည်တည်တဲ့ American ရဲ့ပူပေါင်းစခန်းဖြစ်ပါတယ်။ပထမဆုံးသတင်းတွေကို Flight Tracker တွေကတစ်စင်းရရှိခဲ့တာဖြစ်ပြီးတော့ B2 ပုံကျဲလေရင်9စီး C17 ကုန်တင်လေရင်3စီးနဲ့လေရင်စီဖြည့်ရင်10စီးတို့ပါဝင်ခဲ့တဲ့လေကြောင်းရွှေပြောင်းမှုကြီးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလေရင်တွေက American Missouri က White Man လေးတဲ့စကန်ကနေတိုက်ရိုက်ပြန်တန်းလာခဲ့တာဖြစ်ပါတယ်။ American မှာ B2 ပုံကျဲလင်းရင်စုစုပေါင်းအစီး20သာရှိပြီးတော့အခုဆိုရင်တော့ဒီလင်းရင်တပ်ဖွဲ့ရဲ့30ရာခိုင်နှုန်းဖြစ်တဲ့9စီးက Diego Garcia မှာရှိနေတာဖြစ်ပါတယ်။ဒါက Iran အပေါ် PR ပေးဖို့ဖြူဟာကြတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ Trend ရာထူးတက်ပြီးတဲ့အချိန်မှာပဲ Iran ကောင်းဆောင် Ali Khamenei စီယိုစာတစောင်ပို့ခဲ့ပါတယ်။အဲဒီစာမှာနျူကလ িয়ার သဘောတူညီချက်တစ်ခုလုပ်ဖို့လိုတယ်မဟုတ် ရင်တော့လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အခုချိန်မှာအီရန်မီဒီယာတွေကထရန်ပိုခဲ့တဲ့ဒီစာကိုဖော်ပြနေပါတယ်။ဘိုးဘောင်ဆောင်ရွက်မှုနဲ့အပြန်အလှန်လေးစားမှုရဲ့အခန်းသစ်ကိုဖွင့်လှစ်ဖို့အချိန်တန်ပါပြီ။သမိုင်းဝင်ခွင့်လန်းတစ်ခုရှိနေပါတယ်။ကျွန်တော်ဦးဆောင်တဲ့ American ဟာငင်းချင်းရေးတင်းမာမှုရှော့ချရင်းနဲ့ဒဏ်ခတ်မှုတွေရုပ်သိမ်းဖို့အကြီးစားလန်းလန်းဖို့ဒါအစဉ်သစ်ဖြစ်နေပါပြီ။ဒါပေမဲ့အီရန်ဘက်ကဒီဖိတ်ခေါ်မှုကိုငင်းပယ်ပြီး တင်းမမုံနဲ့အကျန်းဖက်အဖွဲတွေကိုထောက်ခံမယ်ဆိုရင်ကျွန်တော်ဘက်ကလင်မြန်ပြီးတော့ထိရောက်တဲ့တုံ့ပြန်မှုတွေလုပ်မယ်ဆိုတာသတိပေးလိုပါတယ်အီရန်အစိုးရကကျွန်တော်တို့ရဲ့နိုင်ငံသားတွေနဲ့မဟာမိတ်တွေကိုချိန်ချောင်းမယ်ဆိုရင်ကျွန်တော်တို့ဘက်ကဘာမှမလုပ်ပဲမနေပါဘူးညှိနှိုင်းဖို့အစင်သစ်ဖြစ်နေရင်ကျွန်တော်တို့လည်းအစင်သစ်မှာပဲဒါပေမဲ့ကမ္ဘာတောင်းဆိုမှုတွေကိုဆက်ပြီးတော့လှုပ်လှုပ်ရှုမယ်ဆိုရင်တမိုင်းရကြီးမားတဲ့အခွင့်အလမ်းလွတ်သွားတာကိုမှတ်တမ်းတင်ပါလိမ့်မယ်ဒီစာအုပ်ပဲအချိန်ပို့ခဲ့ရဆိုတာတိတိကျကျမသိရပါပဲ ဲ့ Trent Yaru တက်ပြီးတဲ့နောက်ပိုင်းပို့ခဲ့တာဖြစ်ပြီးညှိနှိုင်းမှုစတင်ဖို့နှစ်လအချိန်ပေးထားတယ်ဆိုတာသိရပါတယ်။ဒီအချိန်ကာလကဘယ်တော့ဆုံးမယ်ဆိုတာတိတိကျကျမသိပေမဲ့ Trent ပြောနေတဲ့အရာတွေကိုကြည့်ရင်တော့ဒီအချိန်ကာလကနီးကပ်နေပြီလို့ထင်ရပါတယ်။အခုအချိန်ဟာအရေးကြီးတဲ့အဆုံးဖြတ်ကာလဖြစ်ပါတယ်။အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေဖို့ကျွန်တော်တို့နောက်ဆုံးအချိန်ကာလမှာရောက်နေပါပြီ။ရွေးကောက်ပွဲအပြီးတလအတွင်းသဘောတူညီချက်ရနိုင်မယ်လို့ထင်ပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့အချိန်မှာအီရန်နဲ့ပတ်သက်တဲ့အခြေအနေတခုရှိနေပြီးအရန်မကြာခင်မှာတခုခုဖြစ်တော့မယ်။ဒိမကြာခင်မှာပဲဒီအကြောင်းတွေပြောဆိုကြရမှာပါ။ငြိမ်းချမ်းရေးသဘောတူညီချက်ရနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ဟာအားနည်းချက်ကြောင့်ဖြစ်စေအားသာချက်ကြောင့်ဖြစ်စေပြောနေတာမဟုတ်ပါဘူး။ငြိမ်းချမ်းရေးသဘောတူညီချက်ကိုပိုလိုလားတယ်လို့ပြောနေတာပါ။ဒါပေမဲ့တခြားနည်းလမ်းကလည်းပြဿနာကိုဖြေရှင်းပေးနိုင်ပါတယ်လို့ထရန်ကဆိုပါတယ်။ထရန်ပြောတဲ့တခြားနည်းလမ်းဆိုတာဘာလဲဆိုတာအတိအကျမသိပါဘူး။ မဲ့သူကပင်လယ်နီဒေသမှာဘလို့စစ်အင်အားတွေတက်ဆင်ထားလဲဆိုတာကြည့်ရင်ခံမှန်းလို့ရပါတယ်။အိန္ဒိယသမုဒ္ဒရာကဒိုင်ဂိုဂရစီယာစခန်းမှာ B2 ပုံကျဲလေယာဉ်ခုနှစ်စီးကို တက်ဆင်ထားတာအပြင်ပင်လယ်နီမှာ Truman တဲယူပို့ဆောင်ရေးသမုဒ္ဒတပ်ဖွဲ့နဲ့ပစိဖိတ်ကနေပင်လယ်နီဘက်ကိုရွေ့ရှားနေတဲ့ Carl Vincent လေယာဉ်တင်သမုဒ္ဒတပ်ဖွဲ့လည်းရှိနေပါသေးတယ်။ တောင်းအပြင်ကိုကဲမှုနဲ့ထိန်းချုံမှုတင်မောနှက်စီဖြတ်တင်မောနှက်စီစစ်ရေရင်လေးစီနဲ့အမေရိကန်ရဲ့ရေငုပ်တင်မောနှက်စီလည်းရှိနေပါတယ်။ဒါကအရှိအလေပိုင်းလေတက်စကန်နေနဲ့ထိန်းချုံမှုတွေကိုမထည့်သွင်းထားသေးပါဘူး။အီရန်၊ရုရှား၊တရုတ်၊မြောက်ကိုရီးယား၊ ISIS အယ်ဂိုင်ဒါတို့ကအမေရိကန်ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပါတယ်။အရှိအလေပိုင်းဒေသကိုစစ်အင်အားတွေပုံမစူးစီးလာတာနဲ့အမျှအီရန်ကလည်းညှိနှိုင်းဆွေးနွေးဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒီနေ့ပဲအီရန်က Trump ရဲ့ စာကိုအကြောင်းပြန်လိုက်ပြီလို့သတင်းရပါတယ်။အီရန်ဘက်ကအိုမန်နိုင်ငံတဆင့်အမေရိကန်ကိုအကြောင်းပြန်စာပို့ခဲ့တာဖြစ်ပြီးဒီစာမှာအီရန်ကတိုက်ရိုက်မဟုတ်ဘဲဆွေးနွေးပွဲတွေလုပ်ဖို့အဆင်သင့်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင်အမေရိကန်နဲ့တိုက်ရိုက်မပြောဆိုရတဲ့အကြောင်းရင်းကိုလည်းရှင်းပြထားပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးရဲ့ပြောကြားချက်အရအများဆုံးဖိအားနဲ့စီးရီးချင်းချောင်းမှုတွေအောက်မှာတိုက်ရိုက်ညှိနှိုင်းမှုတွေမလုပ်ဖို့ကအီရန်ရဲ့မူဝါဒဖြစ်ပါတယ်။ဒါပေမဲ့အရင်လိုပဲသွေဝိုက်တဲ့ဆွေးနွေး းပွဲတွေတော့လုပ်နိုင်ပါတယ်လို့ဆိုပါတယ် ဒီစာမှာအီရန်ဘက်ကလက်ရှိအခြေအနေနဲ့ပတ်သက်တဲ့သူတို့ရဲ့အမြင်တွေနဲ့ထရန့်ရဲ့စာအုပ်အသေးစိတ်အကြောင်းပြန်ချက်တွေပါဝင်ပါတယ်။အီရန်ကထရန့်နဲ့စကားပြောဖို့ဝမ်းသာပေမဲ့ထရန့်ရဲ့ရခင်တပ်တန်းကအီရန်ကိုလုခဲ့တဲ့အရာတွေကိုမေ့လို့မရဘူးလို့လည်းဆိုပါတယ်။၂015ခုနှစ်ကအီရန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားသဘောတူညီချက်တခုရှိခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার လုပ်ငန်းစုတွေကိုကန့်သတ်ဖို့အတွက်တန်ခတ်မှုတွေရုပ်သိမ်းပေးမဲ့သဘောတူညီချက်ပါ။ဒါပေမဲ့2018မှာထရန့်ကဒီ သဘောတူညီချက်ကနေနှုတ်ထွက်ပြီးပြင်းထန်တဲ့တန်ခမ်းမှုတွေပြန်လည်ကျင့်သုံးခဲ့ပါတယ်။ Islamic စနစ်ကဒီကန်သက်ချက်တွေကိုချိုးဖောက်ပြီး Uranian ချက်ထွင်မှုအစီအစဉ်ကိုအစင်းမြင့်တင်လာခဲ့ပါတယ်။ Trump ကနျူကလ িয়ার သဘောတူညီချက်ကနေနှုတ်ထွက်ရတဲ့အကြောင်းရင်းကအီရန်မှာလျှို့ဝှက်နျူကလ িয়ার အစီအစဉ်တွေဆက်လက်ရှိနေလို့ပါ။သူတို့ကအများပြည်သူရှေ့မှာတော့ Uranian ချက်ထွင်မှုကိုဆက်မလုပ်ဖို့ခတိပေးထားပေမဲ့တကယ်တမ်းမှာတော့လုံးနေစေဖြစ်ပါတယ်။ ဒါကြောင့် Trump ကအများဆုံးဖိအားစီမံကိန်းကိုအကောင့်ထည့်ဖော်ခဲ့တာပါ။အီရန်ကိုညှိနှိုင်းဆွေးနွေးမှုဇွဲပေါ်ပြန်ရောက်စေဖို့အတွက်ဖြစ်ပါရင်ဒီစီမံကိန်းဟာအရန်တင်းကျပ်လွန်းတာကြောင့်အီရန်စီးပွားရေးကိုတညအတွင်းပြိုလဲသွားစေခဲ့ပါရင်အီရန်ရဲ့ရှင်းနေဝင်ငွေဟာ2019ခုနှစ်က90ဘီလီယံဒေါ်လာကနေ2020မှာ4ဘီလီယံဒေါ်လာအထိကျဆင်းသွားခဲ့ပါရင် မေမထားတင်တာကအီရန်ကရွေးကောက်ပွဲကာလအတွင်းထရန့်ကိုလုံးချံဖို့စ조사ခဲ့တယ်ဆိုတာပါပဲ။အီရန်ကထရန့်ရဲ့ဥကောင်းကို3ဘီလီယံဒေါ်လာစုကြီးချိန်ညာခဲ့ပါတယ်။အချိန်ကြီးအရန်စိုးရင်စရာကောင်းလွန်တာကြောင့်ထရန့်ကသူ့မိတ်ဆွေရဲ့လျင်နဲ့ရွေးကောက်ပွဲအခမ်းအနားတွေကိုသွားရတဲ့အထိဖြစ်ခဲ့ရပါတယ်။ Trump ရဲ့အရာရှိတွေကတော့ Trump လေရင်ကိုသုံးပြီးတော့သွာလာခဲ့ကြပါတယ်။ Iran ကသူ့လေရင်ပေါ်မှာရှိနေတယ်လို့ပဲထင်အောင် လုပ်ဖို့ပါ။တကယ်တမ်းမှာတော့ Trump ကတခြားလေရင်နဲ့သွားနေပါပြီ။ Iran တခုခုလုပ်ဖို့ကြိုးစားရင်အဆင်ပြေအောင်ပေါ့။ Trump ကသူ့ယာတုတက်ပြီးတဲ့နောက်ပိုင်းမှာဒီအကြောင်းကိုမှတ်ချက်ပေးခဲ့ပူပါတယ်။ကျွန်တော်တို့လုပ်ချင်ရင် Iran အတွက်စိုးရွားတဲ့အရာဖြစ်လာမယ်။ကျွန်တော်တို့မဟုတ်ဘူး။သူတို့လုပ်ရင်သူတို့ဖျက်ဆီးခံရမယ်။ဒါကအဆုံးသက်ဖြစ်သွားမယ်။ကျွန်တော်ကညွန်ကြား စတီချန်နာခဲ့ပြီးသားပါသူတို့လုံရင်သူတို့ပြကြသွားမယ်ဘာမှကြံမှာမဟုတ်ဘူးသူတို့ဒါမျိုးမလုပ်သင့်ဘူးလို့ပြောကြခဲ့ပါတယ်တကယ်လို့ခေါင်းဆောင်တူဦးတို့မဟုတ်ခေါင်းဆောင်နဲ့သက်ဆိုင်တဲ့သူတွေကိုဒီလိုမျိုးလှုပ်ချင်ရင်ဒါလှုပ်တဲ့နိုင်ငံကိုလုံးဝဖျက်ဆီးဖို့တောင်းဆိုရမယ် ဒါမှတော့အီရန်ပါမိန်ဒီနေရာမှာဖြည့်ဆွဲကျင်တာကဒါကရွေးကောက်ပွဲကာလအတွင်းထရန့်ကိုလှုပ်ချမှုဖြစ်ခဲ့တာပါအဲဒီတုန်းကဘိုင်ဒန်သမ္မတဖြစ်နေစေဖြစ်ပြီးတော့သူကဒီအကြောင်းကိုမှတ်ချက်ပေးခဲ့ပါတယ်အီရန်ဒါမျိုးလုံးရင်စစ်ကျင်ညာရာနဲ့အထူးတူပဲလို့ဆိုခဲ့ပါတယ်ဒီအချက်ကထရန့်ရွေးကောက်ပွဲမအောင်မြင်ခင်ကလေးကဖြစ်ခဲ့တာပါဒါကိုတော်တော်လေးပြင်းထန်တဲ့ထုတ်ပြန်ချက်လို့သတ်မှတ်နိုင်ပါတယ် ဒါက IRGC Iran Tolan ကကွေတက်ကနေပြီးတော့ Iran ကိုလွတ်မြောက်စေဖို့လိုအပ်တဲ့အကြောင်းရင်းတစ်ခုပါ IRGC Iran Tolan ကကွေတက်တွေဟာ Iran နိုင်ငံရဲ့အရှုပ်တော်ပုံတွေကိုလုံးဝထိန်းချုပ်ထားနိုင်ပါတယ် သူတို့ဟာနျူကလ িয়ার လက်နက်တွေရှာဖွေနေတဲ့အပြင် Hamas, Hezbollah နဲ့ Houthi တို့လိုအကြမ်းဖက်အဖွဲ့တွေကိုငွေကြေးထောက်ပံ့ပေးနေပါတယ်။ရုရှားကလည်း drone နဲ့ဒုံးကျည်တွေအကြီးအကျယ်ပို့ဆောင်ပေးနေတာကြောင့်ပူတင်ရဲ့အဓိပ္ပာယ်မရှိတဲ့ကျူးကျော်စစ်ကိုဆက်လက်လှုပ်ဆောင်နိုင်နေတာပါ။မကြာသေးခင်က General Ben Hagos ကိုကျွန်တော်တို့ focus မှာဖိတ်ကြားပြီး Iran ကအရှိအလေပိုင်းရဲ့အထူးကမကောင်းဆိုးဝါးဖြစ်ကြောင်းရုရှားကထောက်ခံပြီး Iran ကလည်းရုရှားကိုပြန်ပြီးတော့ထောက်ခံနေကြောင်း ဆွေးနွေးခဲ့ပါတယ်။ဒီနှစ်ခုထဲကတစ်ခုကိုဖြည့်ရှင်းနိုင်ရင်တခြားတစ်ခုကိုအားနည်းသွားစေမှာပါ။ Trend အုပ်ချုပ်ရေးကရှီမင်ကဟူဒီတွေကို စီးပွားရေးသင်္ဘောတွေမတိုက်ခိုက်နိုင်အောင်တားဆီးဖို့ကြိုးစားနေပါတယ်။ဒါအိုအမေရိကန်စစ်တပ်ကိုမစေလွတ်ပဲဘလို့အောင်မြင်နိုင်မလဲဆိုတာအရင်ကဆွေးနွေးခဲ့ပါတယ်။ ဟူတီရဲ့နေရာတွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ဖူးပါတယ်။အခုဆိုရင် American ရေတပ်၊ British ရေတပ်နဲ့မဟာမိတ်တွေကဒီ area မှာလုံခြုံရေးတုံ့ပြန်ပေးထားပါတယ်။ Felony မှာ Demo တွေကိုကာကွယ်ဖို့ရေတပ်တွေကဟူတီတွေကိုတိုက်ခိုက်နေကြပြီမယ့်တကယ်တမ်းမှာတော့ဟူတီချင်းချောင်းမှုကိုအပီးတိုင်ဖြေရှင်းဖို့အီရန်ကိုအရင်ဖြေရှင်းဖို့လိုပါတယ်။အီရန်ကသူတို့ကိုထောက်ပံ့နေတာကိုရပ်တန့်ဖို့ပါ။ဒီလိုလုပ်ဖို့ဆိုရင်ရုရှားကိုအရင်အနိုင်ယူရမယ်။အကြောင်းကအီရန်မှာရုရှားကလွှဲရင်တခြားမိတ်ဆွေ ွေမရှိလို့ပါရုရှားရှုံးရင်အီရန်အထီးကျန်သွားပြီးဟူဒီတွေကိုကူညီနိုင်စွမ်းလဲနေသွားမယ်အရှိအလေပိုင်းမှာအကြမ်းဖက်အဖွဲ့တွေနဲ့နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့မှုတဲ့အတွေ့အကြုံအရလူရီယိုတပ်ပြည်ယုံနဲ့ပြဿနာမဖြေရှင်းနိုင်မှုဆိုတာသိထားပါတယ်အခုထရန်ကအီရန် drone တွေကိုအယုံဆိုင်လာပါပြီဒီ drone တွေကိုရုရှားကယူကရိန်းနိုင်ငံသားတွေကိုနှိမ့်စင်တပ်ဖြတ်ဖို့သုံးနေတယ်မကြာသေးခင်ကလည်းပူတင်ကိုယ်တိုင်သဘောတူခဲ့တဲ့စစ်ပြေငြိမ်းရေးကိုဖျက်သိမ်းဖို့ဒီ drone တွေကို သုံးခဲ့ပါတယ် အီရန်ဒရုန်းတွေက နေတိုင်းယူကရိန်းနိုင်ငံသားတွေကိုတက်နေတာဘာလို့ဘာမှအရေးမယူတာလဲဆိုရင်မေခုံးနဲ့ပတ်သက်ပြီးဖြေရမယ်ဆိုတော့စုံစမ်းနေစေခါလာမလို့ပါအီရန်ကရုရှားကိုဒရုန်းတွေပို့နေတာကိုတားဆီးနိုင်မယ်ဆိုရင်ယူကရိန်းအတွက်အလွန်ကြီးမားတဲ့အားသာချက်ဖြစ်မှာပါရုရှားမှာကိုပိုင်ဒရုန်းလုပ်ငန်းမရှိသလောက်ဖြစ်ပြီးယူကရိန်းရဲ့ဒရုန်းလုပ်ငန်းနဲ့ရှင်လို့မရပါဘူးတကယ်တော့ယူကရိန်းတွေကဒရုန်းဤပညာနဲ့ထုတ်လုပ်မှုမှာရုရှားထက်အများကြီးတာနေပါတယ်ရုရှားဘလော့ဂါတွေတောင်ဒီအကြောင်းမ ကြာခဏညှင်းနေကြပါတယ်။ခင်မီစစ်ပွဲတစ်ခုမှာဒရုန်းမရှိဘဲတိုက်လို့မရပါဘူး။ရုရှားဟာဒရုန်းထောက်ပံ့ရေးမှာအီရန်အပေါ်အမှန်တကယ်မိခိုနေရပါတယ်။ဘယ်ဂီယန်ဒေသမှာတနေ့ကို FPV ဒရုန်းတိုက်ခိုက်မှုရာနဲ့ချီရှိနေပါပြီ။ယူကရိန်းတွေကတနစ်မှာဒရုန်းတသန်းထိုးဖို့ရည်မှန်းထားတာကြောင့်ပုံမှန်လင်းလင်းပြောထားပြီးတော့အဲဒီပမာဏကိုကျော်လွန်သွားနိုင်ပါတယ်။ Pro Crossbow မှာဆိုရင်တော့ဒီနေ့ကို FPV drone တိုက်ခိုက်မှုထောင်ထဲချီဖြစ်နေရဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲရုရှားဘက်က FPV drone တွေအရန်ချိုးတက်နေပါတယ်။အထူးတပ်ဖွဲ့တွေကလည်းရင်တော့အနေငယ်လောက်ပဲရှိတဲ့ပမာဏကိုတောင်ရနိုင်ဖို့အတွက်ရုန်းကန်နေရပါတယ်။ match လာပဲရှိသေးတော့ Ukraine တွေ drone တသန်းထုတ်ပြီးပြီလို့ပြောတာအတိအကျမဟုတ်ဘူးထင်ပေမဲ့တခုကတော့သိကြပါဗျ။ Ukraine က drone လုပ်ငန်းမှာလူတိုင်းရဲ့ပြောင်းလဲထားတာထက်ကိုကျော်လွန်နေပါပြီ ဒီစစ်ပွဲမှာယူကရိန်းနေတလောက်မြ мян ဆန်ဆန်ဒရုန်းနည်းပညာမှာတိုးထွက်လာမယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ကြပါဘူးရုရှားတောင်မှမမျှော်လင့်ခဲ့ပါဘူး လူဦးရေပိုများပြီးတော့ပတ်စံပိုရှိရနိုင်ငံကြီးဖြစ်ပေမဲ့ရုရှားဟာယူကရိန်းရဲ့တီထွင်မှုတွေနဲ့မရှင်နိုင်ပါဘူးတကယ်တော့ယူကရိန်းရဲ့တီထွင်မှုတွေကရုရှားထက်အများကြီးတာနေလို့တရုတ် drone ကုမ္ပဏီတွေတောင်ယူကရိန်းနဲ့ပူးပေါင်းပြီးတော့သူတို့ရဲ့ drone နည်းပညာကိုအသိမြင့်နေကြပါတယ်ဒါကရုရှား sublogger တွေကိုပို့ပြီးတော့ဒေါသထွက်စေပါတယ်ရုရှား prohegandister တူကသူမရဲ့ channel မှာငိုကြွေးနေပါတယ်အကြောင်းကတရုတ်ကုမ္ပဏီတွေဟာရုရှားတွေနဲ့မဟုတ်ဘဲယူကရိန်းကုမ္ပဏီတွေနဲ့ပဲပူးပေါင်းဖို့ ရွေးချယ်နေလို့ပါတကယ်တော့ရုရှားစစ်တပ်ဟာဆိုဗီယက်ခေတ်ကအတိုင်းပဲကျန်နေပါသေးတယ်ရှူဂရင်းဒရုန်းကုမ္ပဏီတစ်ခုဖြစ်ခဲ့ရင်တရုတ်ကုမ္ပဏီတွေနဲ့ပူးပေါင်းဖို့တတိထားရပါမယ်။စစ်မဖြစ်တဲ့အချိန်တွေမှာတောင်တရုတ်ကမိုဘိုင်းခွင့်တွေကိုခိုးယူပြီးအတူလုပ်တတ်တဲ့အကျင့်ရှိပါတယ်။ ြောရမယ်ဆိုရင်တော့ Khamenei, Soleimani, ဒါမှမဟုတ် General Khamenei, Soleimani, Iran ရဲ့အထက်တန်းစား Quastep မူတပ်ဖွဲ့မှုဖြစ်ပါတယ်။ American ကသူ့ကိုမကြသေးခင်က Iraq စစ်ကံတစ်ခုကိုဒုံးကျည်တိုက်ခိုက်မှုစီစဉ်နေဆိုပြီးဆွဆွဲခဲ့ပါတယ်။ Tamara Trump က American ကအကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားတဲ့ Iran ဗိုလ်ချုပ်ကြီးတဦးကို drone တိုက်ခိုက်ဖို့ခွင့်ပြုခဲ့ပါတယ်။ Tamara အနေနဲ့အရေးကြီးဆုံးတာဝန်ကကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့ပါ။ကျွန်တော်ညွန်ကြားချက်နဲ့ကမ္ဘာအ ဆိုးဝါးဆုံးအကျန်းဖက်သမားခရစ်စမ်ဆိုလိုမိုနီကိုအတိအကျပြစ်ခတ်တပ်ဖြတ်နိုင်ခဲ့ပါတယ်။သူမရှိတဲ့ကဘာပိုကောင်းပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုဟာကြီးမားတဲ့တရားတန်ကြီးပေးခဲ့ရတာပါ။အီရန်ကထရန့်အပေါ်တပ်ဖြတ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီးတော့အမေရိကန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကိုတပ်ဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။2020ပြည်နှစ်တုန်းကဆိုရင်အီရန်လွတ်တော်အမတ်တွေကထရန့်ရဲ့ဦးခေါင်းကို3000ဒေါ်လာစုကြီးချမှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ တည်ဆူခြင်းရအခုထိရှိနေစေဖြစ်ပြီးတော့ trend ကိုအမြဲတမ်း NDA ရှိရလူအဖြစ်ကိုသတ်မှတ်ထားနေစေဖြစ်ပါရင် trend အာဏာရလာတဲ့အခါလူအများစုကအီရန်ကိုကြမ်းကြမ်းတမ်းတမ်းလုပ်မယ်လို့မျှော်လင့်ခဲ့ကြပါရယ်ဒါပေမဲ့အဲ့ဒီအစား trend ကနောက်ဆုံးသတိပေးချက်တစ်ခုပေးလိုက်တာဖြစ်ပါရယ်အီရန်ကလမ်းကြောင်းမှန်နေပြီး trend တော့မဟုတ် American အရာရှိတူဦးကိုလှုပ်ချန်ဖို့ကြိုးစားမယ်ဆိုရင် American ကအရှိလေပိုင်းနိုင်ငံကိုပြပုံဖြစ်အောင်လုပ်လိုက်မယ်လို့ပါပြောလိုက်ပါရယ်ဗိုလ်ချုပ်ကြီး Qasem Soleimani ကအဲ့ဒီတော့ကအီရန်နိုင်ငံရေးမှာ အရေးပါဆုံးပုဂ္ဂို တူဖြစ်ပါတယ်။ Custer ဖွဲ့ Iran Islamist Tolerance Guard ၏ကာကွယ်ရေးတပ် IRGC အောက်ကအထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ Solomonia Iran ရဲ့နေဆက်ပြင်ပလုပ်ငန်းတွေကိုတာဝန်ယူခဲ့သူဖြစ်ပြီးတော့ Iran ရဲ့အပြင်ရေးရာမူဝါဒနဲ့စီးရီးပြူဟာရီအပေါ်ကြီးမားတဲ့ဩစာလွှမ်းမိုးမှုရှိခဲ့ပါတယ်။အထူးသဖြင့် Iraq, Syria, Lebanon နဲ့ Yemen လိုနိုင်ငံတွေမှာ Iran ရဲ့နိုင်ငံရေးနဲ့စီးရီးဆက်ဆံရေးတွေကိုနှက်ရှိုင်းစွာအမြင့်တွယ်စေခဲ့တဲ့သူပါ။ဆို လိုမာနီယာစစ်ရေးကောင်းဆောင်တဦးတည်းမဟုတ်ပါဘူးအရှိအလေပိုင်းကပြိပက်ခရီမှာအီရန်ပအဝင်ပတ်သက်မှုကိုပုံဖော်ခဲ့တဲ့အဓိကလက်သေးတဦးလည်းဖြစ်ပါတယ် ဥပမာဆီးရီးယားမှာဘာရှာအာဆတ်အစိုးရကိုထောက်ခံဖို့အရေးပါတဲ့အခမ်းကဏ္ဍအနေပါဝင်ခဲ့ပြီးဆီးရီးယားအစိုးရကိုရက်စက်တဲ့ပြည်ရင်းစစ်အတွင်းအာဏာဆက်ထိန်နိုင်အောင်ကူညီခဲ့သူပါသူကလက်ဗနွန်အကြမ်းဖက်အဖွဲ့ဟစ်ဘိုလာကိုအီရန်ကထောက်ပံ့မှုတွေညှိနှိုင်းပေးခဲ့သူလည်းဖြစ်ပါတယ်ဒါအပြင်အီရန်မှာလည်းအီရန်ထောက်ခံတဲ့ project prop ဂျာတပ်ဖွဲ့တွေကနေရာတဆင့်အသီးသားနဲ့ဩဇာတရားမှုရှိခဲ့တာဖြစ်ပါတယ်ရှေးမဲမှာလည်း sorry ဥဆောင်တဲ့မဟာမိတ်တပ်တွေကိုဆန့်ကျင်တိုက်ခိုက် ိုင်နေတဲ့ဟူတီတောင်းကျမ်းသူတွေကိုထောက်ပံ့မှုမှာပါဝင်နေရလို့အယုံကြည်ရပါတယ်။အတူတူပြောရရင်ဆိုလိုမာနီဟာအရှိအလေပိုင်းတလွန်းမှာမဟာမိတ်အဖွဲ့တွေကိုထောက်ပံ့ပြီးတော့အီရန်ရဲ့ဩဇာလွှမ်းမိုးမှုတွေကိုချက်ချွင်ဖို့ဗဟိုချက်မှာရှိနေသူဖြစ်ပါတယ်။ဒီလိုဩဇာအနာကြီးမားတဲ့သူတို့ဖြစ်တာကြောင့်အမေရိကန်ရဲ့အထူးကပြည့်မဲ့ဖြစ်လာဖို့အချိန်မဲလို့တော့တာပါ။သူရဲ့ဩဇာတစ်ခုရေကတည်းကအန်ဒီရရှိနေတာမဟုတ်ပါဘူး။အမေရိကန်ဝန်ထမ်းတွေကို တိုက်ရိုက်တိုက်ခိုက်မှုတွေနဲ့ရန်လိုတဲ့ပရော့ဂျာတပ ဖွဲ့တွေကိုပံပိုးမှုထောက်ပံ့မှုတွေကြောင့်ဖြစ်ပါတယ်။သူကန်ကြမောက်ဆုံးသက်စေခဲ့ရလို့ပြောလို့ရတယ်။နှစ်ပေါင်းများစွာအမေရိကန်ရာရှိတွေကသူ့ကိုစောင့်ကြည့်ခဲ့ကြပြီးတော့2020မှာတော့လှုပ်ကြံတက်ဖြတ်လိုက်ကြပါတယ်။ဒမရဒေါ်နယ်ထရန့်ရဲ့ညွန်ကြားချက်နဲ့အီရန်နိုင်ငံဘဂဒတ်မြို့မှာဆိုလိုမာနီကိုဒရုန်းတိုက်ခိုက်မှုနဲ့တက်ဖြတ်လိုက်တာပါ။2020ဇန်နဝါရီ3ရက်နေ့ကဘဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်နေတဲ့ဆိုလိုမာနီရဲ့ရှင်တန်းကို American drone ကပြစ်ခတ်လိုက်ကြပါ။ဒီတိုက်ခိုက်မှုမှာအီရန်ရဲ့လူထုလှုပ်ရှား ောင်မှုတပ်ဖွဲ့ Popular Mobilization Force ရဲ့ဒုတိယခေါင်းဆောင် Abu Mahdi Al Mohandes တို့လည်းတည်ဆုံသွားခဲ့ပါတယ်။ ဒီ drone တိုက်ခိုက်မှုကိုပြစ်မှတ်ထားတပ်ဖြတ်မှုတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်ဒီဖြစ်ရပ်ကအပြည်ပြည်ဆိုင်ရာအတိုင်းဝိုင်းကိုလှုပ်ခတ်သွားစေခဲ့ပါတယ်အကြောင်းကဒါဟာ American နဲ့ Iran ပြည်ပခန့်ကိုပုံမှန်ပြင်းထန်စွာအရှိန်မြှင့်လိုက်တာကြောင့်ပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်